ိသတ်များမင်္ဂလာပါကျွန်တော်တို့ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါဒီပိုင်းကတော့ပွဲချုပ်သွားချက်စီစဉ်ဖြစ်ပါတယ်။ FIFA Club ကမ္ဘာဖလားပြိုင်ပွဲရဲ့ဒါရှုံးလွဲအဆင့်ပွဲစဉ်ပါ။ PSG နဲ့ Inter Miami တို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ထိုးစံတိုင်းကျွန်တော်တို့ကိုရီးရင်းတို့ကျွန်တော်ညီကိုမြောက်ကခံမဲ့30တင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်ဗျာ။ကိုရီးရင်းတို့မင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ PSG နဲ့ Inter Miami ဒါ Super Sunday ရဲ့ည10:00နာရီခွဲဆိုတော့ဒါဒီပွဲကြည့်ဖို့ကတော့တကယ်ကိုအချိန်ကောင်းလို့ပြောလို့ရပါတယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါပေါ့နော်တကယ်ကိုပေါ့ခြေစွမ်းကောင်းနေတဲ့နောက်ဆင့်တက်လာတဲ့အသင်းပေါ့။ ဒါပေမဲ့အုပ်စုထဲမှာတော့ရှုံးပွဲတစ်ပွဲတော့ရှိထားတယ် PSG ပေါ့ PSG ဘက်ကပြောပြပေးပါဦး။ဥရောပချန်ပီယံအတင်းတရင်းနဲ့ကြည့်မယ်ဆိုရင်တော့ PSG ရဲ့ပေါ်ကတော့ကျွန်တော်မမြင်ရသေးဘူးပေါ့နော်။ဟုတ်ကဲ့။အမှန်ဆိုရင်တော့ဒီချိန်မှာတို့အတင်းက AC လေးအားယူနေရမှာ။တို့လိုချင်တဲ့ချိန်မှာလေးဖလာလေးရာသွားပြီဆိုတော့အားလေးရဲ့ယူသားအတင်းနဲ့အချိန်မျိုးမှာပူပြီးပြင်းနေရကြီးမလာကန်နေရတာပေါ့နော်။ဒီကလပ်ကဘာဖလာမရသွားလဲ PSG ကဘာမှတော့မဖြစ်သွားဘူးပေါ့နော်။လက်ရှိဥရောပမှာလည်း PSG အတင်းကိုရှင်ကန်နိုင်တဲ့အတင်းကမရှိသလားလဲ။ဒါလည်းအမှန်တရား။ပြဝဲဟိုသွားနေတဲ့ဒီ PSG ရဲ့ကစားပုံရတော့သူတို့အတင်းမှာအရှိန်တော့ကြံသေးရေပေါ့နော်။ ဘောလုံးကင်ပြီးကစားတဲ့အပိုင်းမှာဆိုတော့ကစားမှာ9ရက်လောက်ကတက်စစ်စုံမှာနေရာယူပြီးကစားတာတော်တော်လေးတော့ကောင်းတယ်တောင်မန်စောအလေအလေမထပ်ပြီးတော့အလေပေါ့နော်နေရာလုံးမကြံနိုင်တိုးပြီးကစားတဲ့အပိုင်းเนี่ยတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးတော့ PSG ရဲ့ full back နှစ်ဖက်ပေါ့ full back နှစ်ဖက်ကတက်စစ်ရောခန်းစစ်ပေါ့ဒီတက်စစ်ကိုသွားတဲ့ပုံစံရောခန်းစစ်ကိုပြန်ကူးတဲ့အပိုင်းတွေရောအရန်မြန်လုံးပြီးတော့ကြောက်စရာအရန်ကောင်းလွန်တယ်ဗျဟုတ်ကဲ့ဒါပေမဲ့ PSG ကဒီပြန်ပွဲမှာဂိုးရဖို့ခက်နေတာမျိုးလေးတွေရောကျွန်တော်မြင်ရတယ်ဟုတ်ကဲ့ အင်တာမိုင်ယာမီရဲ့ဘတ်စကားကွက်ကပီအက်ဂျီကိုအတိုင်းအတာတစ်ခုထိခက်ခဲစေမယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဟုတ်ကဲ့အင်တာမိုင်ယာဘက်မှာကြည့်မယ်ဆိုလည်းဘတ်စကားကွက်တင်မကောက်တန်မြန်တဲ့ဆက်ကလည်းမြဲတယ်ပေါ့နော်မြဲတယ်ဟုတ်ပါတယ်သူတို့မှာမက်ဆီလည်းရှိနေရောပေါ့ပီအက်ဂျီဘက်မှာကြည့်မယ်ဆိုရင်မက်ဆီကိုအဲ့လိုမျိုးဝင်လုံးပြီးတော့အဲ့လိုလိုက်ပြီးတော့လုံရဲခိုင်ရဲ့လုံးမဲ့ကစားရမှာလည်းမရှိသလားမရှိသလားဒါကလည်းဘာဖြစ်လို့လဲဆိုတော့မက်ဆီပေါ်ထားတဲ့လေးစားမှုပေါ့နော်ဒါကတော့စကားတော့အများကြီးပြောတယ်ပွဲတော်ဘက်မှာဒီလိုမျိုးတော့ဖြစ်နေလို့တော့မရဘူးပေါ့နော်ဒီလိုတကယ်ကောင်းတဲ့ကစားသမားကိုလုံးတင်လို့လိုက်တာတော့လုံးရမယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော် ပြည်ကြီးတင်းနေတဲ့ဒီ final ကိုမရောက်သွားရင်တော့မှမက်ဆီနဲ့တွေ့ပြီးရှုံးသွားတာမျိုးတော့အဖြစ်ခံမယ်လို့မထင်ဘူး။ဘာဖြစ်ဖြစ်ပေါ့နော်ဒီပွဲစဉ်ကပြည်ကြီးအတွက်တော့လူတွေအားလုံးထင်သားရတယ်မျိုးလွယ်ကူတဲ့ပွဲလို့တော့ကျွန်တော်မမြင်ပါဘူး။ Okay ပါ PSG ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအုပ်စုပွဲမှာကျွန်တော်ဆန္ဒပြောပါသလိုပေါ့နော်ရှုံးပွဲတစ်ပွဲရှိတယ်။ Vodafone ကိုရှုံးရတယ်။အဲ့ဒီရှုံးပွဲကလွဲလို့ရှိရင်ဒီပြိုင်ပွဲက PSG ပြတော့ A စစ်စစ်လွယ်နေရလို့ပြောလို့ရတယ်။ A စစ်စစ်နေလို့တော့မှာဗျာ A စစ်စစ်နေတော့မှာကစားလို့ရတယ်ဒီလိုအခြေအနေရှိတယ်။ ပြောမယ်ဆိုလို့ရှိရင် PSG အသင်းကကောင်းတယ်နောက်တစ်ခုကကျတော့ Champion League Champion ဆိုတဲ့အချိန်အဝါကြီးကလည်းတော်တော်ကြီးတယ်ဒီအချိန်လေးကြီးနဲ့ PSG ကဒီပြိုင်ပွဲမှာကစားနေတာဗျဒါပေမဲ့ဒီနေရာမှာကျွန်တော်က PSG ကြနေတဲ့အရာလေးတစ်ခုကိုကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ Champion League ရပြီးမှဖြစ်သွားတဲ့အရာတစ်ခုလို့ပဲကျွန်တော်ပြောရမယ်ဒါကဘာလဲဆိုတော့ PSG ဖြစ်ချင်စိတ်နဲ့နေသွားတယ်ဟုတ်ပါတယ်သူတို့အဓိကလိုချင်တာက Champion League Champion League ယူပြီးသွားတယ်ဒီ FIFA ကလပ်ကဘာမှမအောင်မြင်လဲ ဘာမှတော့မဖြစ်ဘူးလေအဲတို့ကဖြစ်ချင်စီလေးနေဝါတာကိုကျွန်တော်တို့မြင်နေရတယ်တခုရှိတာကဒါကလည်းဖြစ်နေကြပဲအသေးလေးကတို့ဆူပလာတွေအများကြီးယူပြီးဝါတယ်လိုအပ်တဲ့ဆူပလာကိုယူပြီးလို့ရှိရင်လည်းလေးကြဝါတယ်အဲ့တော့ဖြစ်နေကြအရာတခု PSG မှာဖြစ်နေတယ်ဒါကိုမြင်ရတယ်လို့ကျွန်တော်ပြောချင်တယ်ဒီနေရာမှာ PSG ကဒီလက်ရှိဒီပြိုင်ပွဲမှာဘယ်လိုလဲဆိုတော့သူထက်နိုင်တဲ့အသင်းတွေပေါ့ သူတဲ့နေနဲ့အတင်းနေဆိုလို့ရှိရင် तू อ่ะ AAC ပဲကစားရတယ်။ဘာမှလည်းထွာမှဖြစ်ဘူး။ AAC စစ်လေးပေါ့ပုံမှန်အောင်ကစားပြီးတော့သူတို့ကနိုင်နေတာ။ဒါပေမဲ့နည်းနည်းလေးလုံနိုင်စွမ်းရှိတဲ့အတင်းဒီပြိုင်ပွဲကိုပုံမှန်ထက်ပိုပြီးအားဆိုင်နေတဲ့အတင်းနဲ့တွေ့လို့ရှိရင်တော့ PSG ကခက်ခဲတတ်တယ်။ဒီဥစ္စာက Vodafone ကိုတဲ့ပွဲမှာတော့အကောင်းဆုံးဥပမာလို့ကျွန်တော်ကတော့ပြောချင်တယ်။ Vodafone ကဒီပြိုင်ပွဲမှာတကယ်ကိုကစားနေတယ်။တကယ်ကိုကစားတဲ့အတင်းနဲ့တွေ့တော့ PSG ရှုံးသွားတယ်။ဒီအရာလေးတွေရှိတယ်။အဲ့တော့အခုပွဲကစပြီးတော့ PSG ကဘယ်လိုမျိုးလဲဆိုတော့ဒါပေါ်တော့ကျွန်တော်တို့အင်ပြအားပြပေါ့အားဆိုင်ပြီးတော့ကစားဖို့လိုတယ်။ဒါပေမဲ့ PSG ရဲ့လူစင်းရှိတယ်ဗျာ။ ်တကယ်ကိုကောင်းပါတယ်ပြီးတော့ PSG ရဲ့လက်ရှိရနေတဲ့စုဖွဲ့မှုနောက်တစ်ခု PSG ရဲ့အသေးရဲ့ကစားသမားတွေရဲ့လုံနိုင်စွမ်းပေါ့ဒီ area ကိုဒီပွဲမှာအပြည့်အဝအာရုံစိုက်လိုက်မယ်ဆိုလို့ရှိရင် Inter Miami ဆိုတာ PSG အတွက်ဘာမှခက်ခဲစရာမရှိတဲ့ပြိုင်ပွဲမျိုးလို့ကျွန်တော်ပြောချင်တယ်ဒီလိုမျိုးလေးပဲလုပ်ဖို့လိုတာကျွန်တော်စွန့်တော့ပြောသွားသလိုမျိုးပေါ့အပြည့်အဝအာရုံစိုက်လိုက်အားဆိုလို့ရှိရင်တော့ဒီပွဲက PSG အတွက်တော့အေးစေးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော် Inter Miami ဘက်ကိုသွားချင်တယ်ပြပြပေးပါဦးဒီရှုံးထွက်ပွဲစဉ်တွေမှာအရေးကြီးတာကဘာလဲဆိုတော့တပွဲလို့ပလန်လို့ကျွန်တော်ကတော့ ပြောနေတယ်ပေါ့နော်။ဟုတ်ကဲ့။ပိုကောင်းတယ်ထင်ရတဲ့အတင်းတွေကလည်းရှုံးရင်ရှုံးသွားနိုင်တယ်ဆိုတော့အစင်လာတွေကရှိပြီးသား။အင်တာမိုင်ယာမီကဒီပြန်ပွဲမှာမထင်မှတ်သားတာတွေလုပ်ပြနိုင်တယ်လို့ကျွန်တော်ပြောချင်တယ်။ပါမီယက်စ်နဲ့ပွဲမှာဆိုလဲပါမီယက်စ်ကအင်တာမိုင်ယာမီနဲ့ပိုပြီးကောင်းတယ်လို့ထင်ရပြီမယ်။အင်တာမိုင်ယာမီကဆော့စီနှစ်ခုအထိအတွင်းပြီးဥဆောင်ပြခဲ့တယ်ပေါ့နော်။အင်တာမိုင်ယာမီတံမြတ်သက်ကတော်တော်လေးကိုကောင်းတဲ့အထဲမှာတော့ပါတယ်။လုံသွားပြီဆိုရင်လုံးဝအကျွတ်ကြီးပဲ ဒါပေမဲ့ PSG ကိုအဲ့လိုမျိုးတင်မြန်တက်စစ်နဲ့တွားလို့ရတယ်ဆိုတာမျိုးကလည်းမရှိသေးဘူးပေါ့နော်။ဒါကတော့ PSG ရဲ့တက်စစ်စင်နေတဲ့အချိန်မှာသူတို့ခံစစ်မှာလူချန်ထားတဲ့ပုံစံအရဒေါက်စစ်ရဲ့လို့ဒေါက်စစ်ရဲ့အချက်တွေကြောင့်သူတို့တင်မြန်တက်စစ်နဲ့တွားလို့မရဘူးပေါ့နော်။ PSG ကအခုတတိယအကောင်းဆုံးပုံစံမရသေးတဲ့အခြေအနေမျိုးမှာအင်တာမိုင်ယာမီတာပေါ့နော်။ low block ကိုတေချာတီးပြီးကစားမယ်ဆိုရင်တော့ဖြစ်နိုင်ရည်တွေအများကြီးရှိတယ်။အင်တာမိုင်ယာမီရဲ့ခံစစ်စုပွဲပုံကလည်းဒီတနက်နေ့များဒီအစွန်ဘက်တွေပေါ့နော်။ wide area မှာပဲကစားအောင်ဖန်တီးယူတယ်။ ်ဘီအက်ဂျီကိုပြန်ကြည့်မယ်ဆိုရင်ဘီအက်ဂျီကတောင်ပံရောကွန်းလန်ရောဖူဘက်တွေရောအရန်ကိုကောင်းပြီးတော့ရန်ပြီးကစားတဲ့ခါမှာတော့ဒီအနာမယံပဲခံစေချောင်းတွေကိုတိုးဝင်လို့တော့ရလိမ့်မယ်ပေါ့နော်ပြေကြီးကိုပစကားကွက်ထိုင်ချပြီးတော့ဖိတ်ဆိုးတဲ့အပိုင်းမှာအောင်မြင်ခဲ့တဲ့တင်ရဘူနာဖုန်ကိုဟုတ်ပါတယ်အဲ့လိုပုံစံမျိုးအင်တာမိုင်ယာမီဘက်ကလှုပ်လာမယ်ဆိုရင်တော့ဒီပွဲစဉ်ကအများကြီးတော့အပြောင်းလဲတော့ဖြစ်သွားနိုင်တယ်ပြီးတော့သူတို့မှအကောင်းဆုံးဘယ်လိုပြောရမလဲ ကစားသမားတယောက်ရှိနေတယ်မက်ဆီပေါ့နော်ဟုတ်ကဲ့မက်ဆီရဲ့လုံနိုင်စွမ်းတွေကလည်းဒီပြန်ဘက်မှာတည်တရာကြီးကိုမြင်ရတယ်ပွဲပြေကိုအများကြီးလည်းပြောင်းလဲနိုင်စွမ်းရှိရကစားသမားတယောက်ဖြစ်နေသေးပဲသူတက်တည်ပြနေသေးပဲပေါ့နော်အဓိကမက်ဆီကနေဘောလုံးသွားမယ်ဆိုရှေ့မှာရှိရအလန်ဒီရောဆီဂိုဗီယာရောဆွာရက်စ်တို့သူတို့ရဲ့ပြေးနိုင်ကြောင်းပြေးထွက်တာတွေကလည်းကောင်းတဲ့အခါမှာတော့ဒီအင်တာမိုင်ယာမီရဲ့တိုက်စစ်ကထင်ထားတာလည်းပို့ပြီးအများကြီးဆိုင်နေရဆိုတဲ့အခြေအနေမျိုးမှာရှိရပေါ့နော်အဒီကတော့မက်ဆီရဲ့မော်မှော်ရဲ့ခွိုက်တန့်တွေကိုလည်းဒီပွဲစဉ်မှာထပ်ပြီးတော့မြင်အောင်မယ်လို့ကျွန်တော်ကတော့ယူဆရတယ်။အင်တာမိုင်ယာမီနဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် တရားကြီးကတို့ရပေါ်ပြီးကောင်းနေတဲ့အတင်းဖြစ်နေရင်တောင်မှဒီပွဲစဉ်မှာတော့ခြေစမ်းပိုင်းမျက်နှာမငင်ရတဲ့ပွဲစဉ်တွေဖြစ်လာမယ်လို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဟုတ်ကဲ့ပါဒါကိုရဲတုံးတိုင်းအင်တာမိုင်အမီဘက်ကိုပြောသွားတော့လေးပြည့်စုံတယ်လို့ဒါပြောချင်ပါတယ်နော်။ဒါကျွန်တော်တို့အင်တာမိုင်အမီကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအဆင့်ကိုတက်လာတယ်ဒီအဆင့်ကိုကျွန်တော်ချစ်ကျူးတယ်ဒီလောက်ထိတို့ဖြစ်လာမယ်လို့ဘယ်သူမှမထင်ထားကြဘူးပြောမလို့ဆိုလို့ရှိရင်မက်ဆီပါလီရဲ့အချိန်မှာတော့မှတော်တော်လေးကိုဝေဖန်တဲ့အချိန်တွေရှိတဲ့အခါမှာမက်ဆီဒီအဆင့်နဲ့ဒီလောက်ထိလှုပ်ပြထားတယ်ခုဆိုရင်ရှုံးထွက်အဆင့်ထိရောက်လာတယ်။ဒါပေမဲ့ရှုံးထွက်မှာတော့ PSG နဲ့လာတွေ့တာကတော့ ကန်ဆိုးတာဗောနော်ဒီလိုအခြေအနေလေးတော့ရှိတာဗောအဲ့တော့ကျွန်တော်က Inter Miami ရဲ့အားသာချက်နဲ့အားနည်းချက်ကိုကျွန်တော်ပြပြပေးခြင်းနဲ့ Inter Miami ရဲ့အားသာချက်ကဘာလဲဆိုတော့ရှင်တော့ဒါဗောနော်ကျွန်တော်တို့အသင်းလိုက်ကစားတာကောင်းတယ်ဒီရာကိုတွေ့ရတယ်နောက်ထပ်အားသာချက်ကတော့ရှင်းရှင်းလေးပဲ Messi နဲ့ Suarez ဘယ်လိုမျိုးလဲဆိုတော့ Messi နဲ့ Suarez ရှိနေတဲ့အချိန်မှာသူတို့အသင်းဟာ ဒီကစားသမားနှစ်ယောက်ရဲ့တကူတော့အစွမ်းနေတဲ့အတွင်းကိုမျောလင့်လို့ရတယ်။အနည်းဆက်ဆိုဥပမာပြောမယ်ဆိုလို့ရှိရင်ပေါ်တိုနဲ့ပွဲမှာမက်ဆီရဲ့ဖရီကစ်၊ပါမီယက်စ်နဲ့ပွဲမှာဆော်ရော့ရဲ့အတွင်းကိုဒီအတွင်းကိုတွေကတကူတော့အစွမ်းပဲ။သူတို့တကူတော့အစွမ်းကြောက်ရသွားတာတခြားအကွန်ကြီးဘာမှမပါဘူး။အဲ့တော့ဒီကစားသမားနှစ်ယောက်ကတော်တော်လေးကိုကျွန်တော်တို့အရေးကြီးတဲ့ကစားသမားတွေ။သွားပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့လွှတ်ထားလို့မရဘူး။ဒီကစားသမားနှစ်ယောက်ကိုအခွင့်အရေးတစ်ချိန်ပင်တကူဖြစ်သွားနိုင်တယ်။ဒါတွေကအားသာချက်တွေလို့ကျွန်တော်ပြောချင်တယ်။ဒီတော့ပြောမယ်ဆိုရင်ပြဒီကစားသမားနှစ်ယောက်ကိုဒီပေါ်အင်တာမိုင်ယာမီတင်းရဲ့တဲပြီးကစားရတယ်။ဒါကကောင်းတယ်။ဘာလို့လဲဆိုတော့လက်ရှိမှာသူတို့အတင်းမှာဒီကစားသမားနှစ်ယောက်ကအကောင်းဆုံးပ ပဲသူတို့တဲပြီးကစားရမှာပဲဒါတွေကအသင်းရဲ့အာသာချက်လေးအသင်းရဲ့အားနည်းချက်ကဘာလဲဆိုတော့ပြိုင်ဘက်ပေါ့ပြိုင်ဘက်အသင်းကတင်ပြီးကစားလာလို့ရှိရင်အင်တာမိုင်ယာမီကဘလို့မှတင်းမထားနိုင်ဘူး ကျွန်တော်ဒီຢာကိုတွေ့ရတယ်။ပွဲချိန်ကြာလာလို့ရှိရင် Inter Miami ရဲ့ကစားအားကပျော့လာတယ်။ကြစ်လက်မှုလည်းမရှိတော့ဘူး။ဒါကပွဲတိုင်းကိုဖြစ်နေတဲ့အရာ။ကျွန်တော် Pamias နဲ့ပွဲမှာဆိုလို့ရှိရင်ဒီຢာကပို့ပြီးတော့တိတာတယ်။နှစ်ဂိုးဂိုးမရှိနဲ့နိုင်နေပြီးမှ Pamias ကတကယ်ချေပွားဂိုးတွေလည်းကစားခြင်းတဲ့ခါမှာသူတို့ဘလို့မှမထိန်နိုင်တော့ဘူး။နှစ်ဂိုးနှစ်ဂိုးဖြစ်သွားတယ်။အဲ့တော့ဗျာရှင်းရှင်းလေးပဲ Pamias ကိုတော့မှမထိန်နိုင်တဲ့အသင်းက PSG စာတကယ်တင်ကစားလာမယ်ဆိုလို့ရှိရင် PSG ကိုဘလို့ထိန်နိုင်မလဲ။ဟုတ်ပါတယ်။ရိုးရှင်းရှင်းလေးပဲဒီပွဲမှာဒီလိုပုံစံလေးနဲ့ပဲကျွန်တော်တို့အပြေထုတ်လိုက်လို့ရတယ်။နောက်တစ်ခုကကျတော့ဒါ Messi အသင်းဟောင်းနဲ့တွေ့ပြီးအသင်းဟောင်းနဲ့ပွဲမှာဘာလုပ်ပြမလဲပေါ့ဒီနှစ်ချက်ကိုပဲချောင်းကြည့်ရမယ်တင်တယ်ပထမတစ်ချက်ကတော့ PSG တကယ်တင်ကစားလာရင်ဘယ်လိုထိမ့်မလဲ ်ပါမီယက်စ်တောင်မထိနိုင်ခဲ့တဲ့အသင်းပေါ်တိုတို့အာလီတို့ပွဲပါလေသူတို့ဒီလိုထိနေနေရမှာအခက်အခဲဖြစ်ခဲ့တဲ့အသင်းနောက်တစ်ခုကကျတော့မက်ဆီအသင်းဟောင်းတဲ့အတွေ့အကြုံမှာမလုပ်ပြမလဲပေါ့ဒီအချက်နှစ်ချက်ကတော့ဒီပွဲစပါအရေးကြီးရလို့ကျွန်တော်ကတော့မြင်မိပါတယ်ကဲဒါဆိုလို့ရှိရင်တော့ PSG နဲ့ Inter Miami ရဲ့ဒါကိုရက်လက်ကမ်ပနက်ပဲလေးသွားခြင်းနဲ့ပြပြပေးပါအောင်အားလုံးထင်ကြတဲ့အတိုင်းပေါ့နော် PSG က Inter Miami ကိုတည်တောင်းတောင်းအနိုင်ရလိမ့်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးပေါ့နော် PSG နေနဲ့လည်းခက်ခဲတဲ့ပွဲတွေပေါ့ရင်ဆိုင်ရမယ် Inter Miami ရဲ့ ကိုသိန်းခြေစားကလည်းညံ့တဲ့နေရာမှာမရှိဘူးเนาะပီအက်ဂျီရဲ့ခန်းဆက်ဘန်းကလည်းအရင်စိတ်ချရတဲ့ပုံစံမျိုးမှာမရှိတာကြောင့်ဒီပွဲစဉ်မှာတော့အပြန်လဲအတွင်းကိုတွေကိုမြင်ရမယ်လို့ကျွန်တော်ကတော့မြင်နေပါတော့အဲဒီပွဲစဉ်မှာတော့ပီအက်ဂျီနေနဲ့အင်တာမိုင်ယာမီအတွင်းကိုနှစ်ဘိုးတစ်ဘိုးဆိုရလဲနဲ့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းလိုက်ပါပြီ။ဟုတ်ကဲ့ပါဒီပွဲမှာတော့ကျွန်တော်တို့နှစ်ယောက်အနိုင်ရွေးရတော့အတူတူပါပဲကျွန်တော်လည်းပီအက်ဂျီပဲရွေးပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာဒီထက်ပိုပြီးအတွင်းကိုများမလာပါတော့ကျွန်တော်ဒီလိုလေးတွေးမိတယ်အဲ့တော့ပီအက်ဂျီအနိုင်ပီအက်ဂျီကအင်တာမိုင်ယာမီကို၃ဘိုးတစ်ဘိုးနဲ့နိုင်သွားမယ်လို့ကျွန်တော်ကတော့ခန့်မှန်းလိုက်ပါတယ် ဟုတ်ကဲ့ပါအခုပွဲစဉ်ကတော့ဒါ PSG နဲ့ Inter Miami ပွဲစဉ်ဖြစ်ပါတယ်ရေအိုးရှင်းရှင်းလေးပါပဲကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးရဲ့ရွေးချယ်မှုကတော့ PSG ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ The Premier Sport ရဲ့ဘောနော်ဒါနောက်လာမယ့်အားသာအစီအစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုနှစ်ယောက်နဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေပြီးတော့နှုတ်ဆက်လိုက်ရပါတယ်ဗျာဟာ